အားလုံးပဲမင်္ဂလာပါတာအိုအော်ကွန်တက် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တချို့နေရာတွေမှာအနေငယ်မားနေရင်နားလဲပေးရန်အရင်ဆုံးမြစ်တာရက်ခံပါတယ်။ဝမ်လင်းနဲ့မော်လီဟိုင်းတို့ကောင်းကင်ဘုံမင်းနဲ့မျိုးတော်တို့ရောက်ရှိလာခြင်း ဝမ်လင်းကသူဤကရီအတိုင်းမော်လီဟိုင်းနဲ့အတူကောင်းကင်ဘုံမန္တန်မြို့တော်သို့ရောက်ရှိလာခဲ့ပါတယ်။ထိုနေရာတွင်သူဤဂိုင်းတူအကိုဖြစ်သူစွန်းထောင်းနဲ့မမျော်လင့်ပဲပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ဝမ်လင်းကထောင်ချခုကိုဖျက်ကျော်ပြီးမင်းနက်စစ်သူကြီး73ယောက်ကိုကယ်တင်ခဲ့ပြီးနောက်နှစ်လကျော်အချိန်ကုန်လုံးသွားခဲ့ပါတယ်။ထိုအချိန်ကမင်းနက်စစ်သူကြီးများနဲ့ချင်းဆူထားသည့်အချိန်တို့ရက်အနည်းငယ်သာလိုတော့တာဖြစ်ပါတယ်။တနေ့တွင်ဝမ်လင်းကအောင်ရန်ဟွာအား နီလမျိုးစုံတုံး၍ပတ်ဝန်းကျင်ရှိမျိုးနွယ်စုများထံသို့သတင်းစကားများဖြန့်ဝေရန်နှင့်လူအများအပြားအားဝိညာဉ်ကျင့်စဉ်ကိုလေ့ကျင့်စေရန်တာဝန်ပေးခဲ့ပြီးနောက်ရှီဟောင်းမင်းနှမျိုးတော်သို့တယောက်တည်းထွက်ခွာလာခဲ့ပါသည်ရှီဟောင်းမင်းနှမျိုးတော်တွင်မန်နက်စစ်သူကြီးမော်လီဟိုင်းကမျိုးရိုးပေါ်တွင်ရက်လျက်ဝန်လင်းလာကိုစောင့်မျှော်နေခဲ့ပါသည်အဝေးမှပြင်းပြန်စွာရောက်ရှိလာသောဝန်လင်း၏အရေးကိုမြင်သောအခါမော်လီဟိုင်း၏မျက်နှာတွင်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ဒီလူဟာဂရိတီတဲ့လူတယောက်ပဲဟုစိတ်ထဲတွင်တွေးလိုက်မိပါတယ်ထို့နောက်သူတို့နှစ်ဦးသားတယ်လီပို့စနစ်ဖြင့်ပြောက်ွယ်သွားကြပါတယ်။ကောင်းကင်ဘုံမန်နက်မြို့တော်ကောင်းကင်ဘုံမန်နက်မြို့တော်ကကောင်းကင်ဘုံမန်နက်နယ်၏မြောက်ဖက်တွင်တည်ရှိပါတယ်။တနေ့သောနနက်ခင်းတွင်လူနှစ်ယောက်၏အရိတ်ကကောင်းကင်ဘုံမန်နက်မြို့တော်၏တယ်လီပို့စနစ်အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့ပါတယ်။မော်လီဟိုင်ကသူ၏ရှေးမမြို့တော်ကို ကြည်ကသူကဤနေရာသို့မရောက်ဒီမှာနှစ်ပေါင်း၃ဆဲ့ကျော်ပြီဖြစ်ကြောင်းဝမ်လင်းအားပြောကြားခဲ့ပါတယ်ထို့နောက်သူကဝမ်လင်းကိုဥဆောင်ကမြို့တော်ဤအနောက်ဘက်တကားသို့ဥတီသွားခဲ့ပါတယ် လမ်းတွင်မော်လီဟိုင်၏ရှင်းပြချက်အရကောင်းကင်ဘုံမန္တမြို့တော်တွင် အပြင်မြို့တော်ရှင်းမျိုးရှိပြီးအတွင်းအပြင်နှစ်ပိုင်းခွဲထားကြောင်းဝန်လင်းသိရှိခဲ့ရပါသည်။ကောင်းကင်မြေကြီးနဲ့နယ်တော်နှင့်အဝါရောင်မြို့တော်လေးမြို့သည်အတွင်းပိုင်းဖြစ်ပြီးစัจကြဝဠာအစုံမဲ့ကြီးကျယ်သောနှင့်ပျက်စီးခြင်းမြို့တော်လေးမြို့ကအပြင်ပိုင်းဖြစ်ပါသည်။အတွင်းပိုင်းကအရက်ဖက်အရာရှိများအတွက်ဖြစ်ပြီးအပြင်ပိုင်းကစစ်ဖက်အရာရှိများအတွက်ဖြစ်ပါသည်။မော်လီဟိုင်နေထိုင်ရာနေရာကကြီးကျယ်သောမြို့တော်တွင်ဖြစ်ပါသည်နှင့် 吴大哥，那明天快看蓝小兵了，阿罗西家都讲跟王姐姐都苗罗都要是哪个吧嘞？能 မြို့တော်အတွင်းလမ်းမများပေါ်တွင်လူအများအပြားသွားလာနေကြပြီးအလုံးစီကားလျက်ရှိပါလေဝန်လင်းကလမ်းမအလဲရှိကွက်လက်ကိုကြည့်လိုက်သောအခါလမ်းမကြီးကကျဲဝန်းတော်လဲလူအများကလမ်းဘေးနှစ်ဖက်တွင်သာစူးစီးနေကြသည်ကိုသတိပြုမိလိုက်ပါလေမော်လီဟိုင်ကဒါကစစ်တူကြီးလမ်းတာမန်လူတွေရှောက်ခွင့်မရှိဘူးဟုရေမောကရှင်းပြလိုက်ပါလေထိုအချိန်တွင်ရှေးမှတန်ချက်ကစစ်တီတော်၁၀ယောက်ကျော်ကစစ်မင်းများစီကသူတို့ရှိရာသို့ပြေးလာကြပါလေထိုစစ်တီတော်၁၉ယောက်ကမော်လီဟိုင်နှင့်အနှဲငယ်အကွာတွင်ရပ်တန့်က မြင်းပေါ်မှာဆင်းပြီးဒူးတစ်ဖက်ထောက်အယိုးအသေးပေးလျက်စစ်သူကြီးကိုဂါရဝပြုပါတယ်ဟုပြောကြားခဲ့ပါတယ် ထားကြလော့ဒါကငါရဲ့မိတ်ဆွေဝင်စစ်သူကြီးပဲနောင်တွင်သူ့ကိုငါလိုပဲဆက်ဆံကြဟုမော်လီဟိုင်ကပြောကြားခဲ့ပါတယ်ထို့နောက်သူတို့အားလုံးကစစ်သူကြီးလမ်းအတိုင်းမြို့တော်အလဲပဟုတို့ဥတီသွားကြပါတယ်လမ်းတွင်မြင်းခွတံများနဲ့အတူစစ်မြင်းဆယ်ကောင်ကျော်သူတို့ရှိရာသို့ပြေးလာသည်ကိုတွေ့လိုက်ရပါတယ်ထို့စစ်မြင်းများ၏ရှေ့တွင်လူနှစ်ယောက်ရှိပြီးတစ်ယောက်မှာမျက်နှာတွင်အမာရိုတစ်ခုရှိကာစိုးသွမ်းသောအငွေ့တက်များထွက်ပေါ်နေပါတယ်နောက်တစ်ယောက်မှမူမျက်နှာဖြူဖြော့နေပါတယ် နှစ်ဖွဲ့လုံးကအရှိန်မလျှော့ပဲတိုက်ရိုက်ဝင်တိုက်ကြပါတယ်တိုက်မိခါနီးတွင် မော်လီဟိုင်းကလက်သီးဖြင့်ထိုးနှက်လိုက်ပြီးမျက်နှာတွင်အမာရွတ်ရှိသောလူကလက်ချောင်းများဖြင့်ခုခံလိုက်ပါတယ်ကျဲလောင်သောအတန်နှင့်အတူမျက်နှာတွင်အမာရွတ်ရှိသောလူကနောက်သို့တုံးလန်းဆုပ်သွားပြီးမော်လီဟိုင်းလည်းနောက်သို့အနှဲငယ်ရိုင်သွားခဲ့ပါတယ်ထိုအချိန်တွင်ဝမ်လင်းကလက်ညှိုးဖြင့်ရှေ့သို့ညွှန်လိုက်ရာမော်လီဟိုင်းအားဖိအားချို့ကိုရှော့ပါသွားစေခဲ့ပါတယ် မျက်နာတွင် အမာရရှိသော လူကဝမ်လင်းကိုကြည့်ကမင်းကဘသူလဲနာမည်ဘလို့ခေါ်လဲဟုမေးလိုက်ပါတယ်ဝမ်လင်းမဖြစ်ခင်မှာပင်မျက်နှာဖြူဖြော့နေသောလူကသူကဝမ်လင်းဟုဝင်ပြောလိုက်ပါတယ်မင်းတို့ချင်းတိကျလားဟု မျက်နာတွင်အမာယုရှိသောလူကမေးလိုက်ပါလေသူကငါရဲ့ဂိုင်းတူညီလေးပါဟုမျက်နာဖြူဖြော့နေသောလူကပြန်ထေလိုက်ပါလေစွန်းထောင်းအကူမတွေ့ရတာကြာပြီးမင်းတော်တော်လေးတန်ရာရထားတာပဲနှစ်နှင်းငယ်လောက်အနာယူမှပျောက်တော့မယ်ထင်တယ်ဟုဝမ်လင်းကပြောကြားခဲ့ပါလေသူကစွန်းထောင်းဤတန်ရာဟာအလွန်ပြင်းထန့်ပြီးဝိညာဉ်ကိုပင် ထိခိုက်နေကြောင်းတစ်ချက်ကြည့်ုံဖြင့်သိရှိခဲ့ပါလေစွန်းထောင်းဤပြောပြချက်အရသူဤတန်ရာမှာမဟာဒါဂိုင်းမလူများကြောင့်ရရှိခဲ့ခြင်းဖြစ်ပြီး ဝန်လင်းအားထိုသူများကိုတတိထားရန်တတိပေးခဲ့ပါတယ်ဝန်လင်းကစွန်းထောင်းအားစီလုံးတလုံးပေးခဲ့ပြီးနောက်မော်လီဟိုင်းနဲ့အတူထွက်ခွာသွားခဲ့ပါတယ်လမ်းတွင်မော်လီဟိုင်းကစောနာကလူကရှီရှောင်းလို့ခေါ်တဲ့သူ့ရဲ့လက်ချောက်ချောင်းသားတိုင်းကအရန်ဆွမ်းထက်တဲ့မင်းရဲ့အကိုသားကူညီမယ်ဆိုရင်သူကငါ့ရဲ့အဓိကပြိုင်ဘက်ဖြစ်လာလိမ့်မယ်ဟုဝန်လင်းအားပြောကြားခဲ့ပါတယ် စကားပြောနေစဉ်မှာပင် သူတို့ကမော်လီဟိုင်ဤဆိုင်အိမ်သို့ရောက်ရှိလာခဲ့ပါတယ်။သူတို့နှစ်ဦးသာစကားဆက်မိပြောဆိုရင်မော်လီဟိုင်ကကောင်းကင်ဘုံမဲနက်နယ်ရှိသူနှင့်အဆင့်တူသောမဲနက်စစ်သူကြီးများအကြောင်းကိုဝမ်လင်းအားပြောပြခဲ့ပါတယ်။အချိန်ကုန်လွန်ပြီးနောက်ဝမ်လင်းကမော်လီဟိုင်ဤဆိုင်အိမ်တွင် နေထိုင်ပြီးမှ၄ရက်ရှိပြီဖြစ်ပါတယ်။သူကကြင်ကြံခြင်းမှလွဲ၍ကြံ့ချိန်များတွင်ဥယျာဉ်တွင်းရှိကြောက်ဆောင်သူများကြားတွင်တရားထိုင်နေလေးရှိပါတယ်။မော်လီဟိုင်မှမူအလွန်အလုရှုပ်နေပြီးနေတိုင်းမဲနက်စစ်သူကြီးများ ဒါနဲ့ဒုစစ်သူကြီးများကိုတွားရောက်တွေ့ဆုံနေရပါတယ်။ကောင်းကင်ဘုံမနက်မြို့တော်တစ်ခုလုံးကဖီအားတစ်ခုအောက်တွင်တိတ်ဆိတ်နေသည်ကိုဝမ်လင်းခံစားမိနေပါတယ်။ထိုဖီအားများကမနက်စစ်သူကြီးများ၏တိုက်ပွဲစတင်ချိန်တွင်ပောက်ကွဲထွက်လာမှဖြစ်ပါတယ်။နောက်ထပ်9ရက်ကုန်လုံးပြီးနောက်ဝမ်လင်းကသူ့အားဆောက်ရှောက်ရန်တာဝန်ကျသောစစ်တီတော်၂ယောက်အားအပြင်သို့ထွက်လို့ကြောင်းပြောကြားခဲ့ပါတယ်။သူတို့သုံးဦးသာဆိုင်အိမ်မှထွက်ခွာပြီးကြီးကျယ်သောမြို့တော်၏အလဲဘဟုလမ်းမပေါ်သို့ရောက်ရှိလာခဲ့ပါတယ်။ ဝမ်လင်းကလမ်းတလျှောက်ရှိဆိုင်များကိုကြည့်ရှုရင်းဖြည်းဖြည်းချင်းရှောက်လန်းနေပါတယ်သူဤနောက်မှစစ်တီတော်နေရောက်မှမူနားမလည်နိုင်စွာဖြင့်တယောက်မျက်နှာတယောက်ကြည့်နေကြပါတယ်သူတို့အမြင်တွင်ဝမ်လင်းကတနေ့ကင်းလုံးလမ်းလျှောက်ခြင်းနှင့်ငေးမောခြင်းမှလွဲ၍ဘာမှမလုပ်ပေညနေဆောင်လာတော့လဲဝမ်လင်းကအေးအေးဆေးဆေးပင်လမ်းဆက်လျှောက်နေပါတယ်ဟုံလောင်အနီရောင်ထောင်းထိုအချိန်တွင်ဝမ်လင်းဤခြေလမ်းများရုတ်တရက်ရပ်တန့်သွားပါတယ်သူဤရှိတွင်တည်ခြင်းနှင့်နာကြည့်ခြင်း ငွေတက်များပြည့်နေနေသောအဆောက်အုံတစ်ခုကိုတွေးလိုက်ရပါတယ်စစ်တီတော်တယောက်ကထိုနေရာကမြို့တော်ဤအကြီးဆုံးထောင်လေးခုထဲမှတစ်ခုဖြစ်သောဟုံလောင်အနီရောင်ထောင်ဖြစ်ပြီးအပြစ်ကြီးသောရာဇဝတ်သားများကိုချုံနှောင်ထားရနေရာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ထိုနေရာကိုတင်းကျပ်စွာစောက်ကျက်ထားပြီးဝင်ခွင့်လက်မှတ်မရှိဘဲဝင်ရောက်နိုင်ခြင်းမရှိပါဘူးဝန်လင်းကထိုနေရာတွင်မော်လီဟိုင်းတာမနိန်တို့အစွမ်းထက်သည့်မိုင်းနက်ငွေတက်များစွာရှိနေသည်ကိုအစောပိုင်းတည်း တတိပြုမိခဲ့ပါတယ်သူကခေတ္တမြတ်စဉ်းစားပြီးနောက်ဆန်အိမ်တို့ပြန်က မောလီဟိုင်အားကျွန်တော်ဟုံလောင်ကိုတွားချင်တဲ့အကူမောမှာနေလဲရှိလားဟုတိုက်ရိုက်မေးလိုက်ပါတယ်မောလီဟိုင်ဟဲ့အားတင်သွားတော်လဲအချောင်းရင်းကိုမေးပဲဘယ်လောက်ကြာမှလဲဟုပြန်မေးလိုက်ပါတယ်ဒလလောက်ကျွန်တော်အထက်တပ်ဖြတ်မှုတွေအများကြီးလို့တဲ့ကျွန်တော်အောင်မြင်ရင်အကူကိုကူညီနိုင်ဖို့ပိုတိချတယ်ဟုတ်ဝင်လင်းပြန်ဖြေလိုက်ပါတယ်ဟုံလောင်တို့ဝင်ရောက်ချင်း ဝင်းလင်းဤတလကြဟုံလောင်တွင် နေထိုင်လိုသောတောင်းဆိုချက်ကိုမောလီဟိုင်းအချိန်တော်ကြာစဉ်းစားပြီးနောက်ခုနှစ်ရက်သာစီစဉ်ပေးနိုင်ကြောင်းပြန်လည်ပြောကြားခဲ့ပါသည်။ထိုနှင်းတန်းခေါင်ရံတွင်ဟုံလောင်ပြင်ပန်းတာမောလီဟိုင်းနှင့်ဝင်းလင်းတို့ဤအရင်များပေါ်ထွက်လာခဲ့ပါသည်။သူတို့ဤရှေ့တွင်ဟုံလောင်ဤကြီးမားသောတန်ခါးကြီးမှခါးကုန်းနေသောလူတစ်ယောက်ထွက်လာခဲ့ပါသည်။ထို့သူဝင်းလင်းကိုတစ်ချက်ကြည့်ပြီးနောက်မောလီဟိုင်းအားအကူမော့ပြောတဲ့သူ ဒီလူလားဟု မေးလိုက်ပါတယ်မော်လီဟိုင်းကဟုတ်တယ်အကိုရှုကိုအားကိုးပါတယ်ဟုပြင်ဖြေလိုက်ပါတယ်မျိုးရိုးအမီရှုဟုခေါ်သောထိုလူကခေါင်းတစ်ချက်ငိမ့်ပြပြီးနောက်ဝမ်လင်းကိုဦးဆောင်ကဟုံးလောင်အတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်ဟုံးလောင်ကမြေပေါ်ပိုင်းနှင့်မြေအောက်ပိုင်းဟူ၍နှစ်ပိုင်းရှိပါတယ်ရှုကဝမ်လင်းအားမြေအောက်ပိုင်းရှိဟုံးလောင်တို့တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ပါတယ်ခဏအကြာတွင် သူတို့ကအဆုံးတို့ရောက်ရှိလာခဲ့ပါတယ်ထိုနေရာကကြီးမားသောလောင်အိမ်ကြီးတစ်ခုနဲ့တူပြီးတယောက်ချင်းစီအတွက်တိတက်ခန်းငယ်ပေါင်းထောင်ချီ၍ပိုင်းခြားထားပါတယ်ထိုနေရာမှာအော်ဟစ်ဆဲဆူတံများစူညံစွာထွက်ပေါ်နေပါတယ် ရှုကထိုအတန်များကိုကျင်သာရနေပြီဖြစ်ပါတယ်။သူကဝန်လင်းအားညီလေးဝန်လင်းဒါကငါတာဝန်ယူရတဲ့အချင်းထောင်ပဲဒီတဲကလူတွေအားလုံးကတလအတွင်းတည်တံစီရင်ခံရမဲ့သူတွေကြီးပဲမင်းစိတ်ကြိုက်လေ့ကျင့်လို့ရတယ်အားလုံးတက်ပြစ်လိုက်လဲဘာမှမဖြစ်ဘူးဟုပြောကြခဲ့ပါတယ်။ဝန်လင်းကလက်တီးဆုပ်အယူအတည်ပေးပြီးနောက်ကြီးမားသောလောင်အင်ကြီးတွင်သို့ဝင်ရောက်သွားခဲ့ပါတယ်။ ထိုနေရာသို့ဝင်ရောက်လိုက်သည်နှင့်ဝမ်လင်းကထိုနေရာရှိတက်ဖြက်လိုသောအငွေတက်များတွင်တေချင်းတရား၏အငွေတက်များရောနှောနေသည်ကိုရှင်းလင်းစွာခံစားမိလိုက်ပါသည်ထိုတေချင်းတရား၏အငွေတက်များကတေဆုံးသူများပြချင်းကြောင့်ဖြစ်သည်ဟုသူအစပိုင်းတွင်ထင်ခဲ့တော်လဲလှောင်ရင်တွင်သို့ဝင်ရောက်ပြီးနောက်ထိုအငွေတက်များကအချင်းကြနေသူများထံမှလာသည်ကိုသိရှိခဲ့ရပါသည်သူတို့ကတေချင်းတော်လဲမိမိကိုယ်ကိုအဆုံးစီရင်ရန်တတိမရှိကြပါဘူး ဝမ်လင်းဤမျက်လုံးများအယောင်တောက်သွားပြီးသူကတစုံတစ်ခုကိုသဘောပေါက်သွားသလိုခံစားလိုက်ရတော့လဲတေချာစွာမသိရှိသေးပါဘူးဝမ်လင်းဤခြေလမ်းများနဲ့အတူအကျဉ်းသားတစ်ယောက်ပြီးတစ်ယောက်တေဆုံသွားခဲ့ပါတယ်လူတစ်ယောက်ကိုတတိုင်းဝမ်လင်းကတေချာစွာစဉ်းစားလေ့လာခဲ့ပါတယ်ငားရက်ကြာပြီးနောက်ထောင်တွင်းရှိလူထောင်ချီမှထက်ဝက်ကျော်တေဆုံသွားခဲ့ပြီးဝမ်လင်းကတစုံတစ်ခုကိုတဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်သို့တော့ထိုအရာကမြို့ခိုးများကြားမှအရာဝတ္ထုတစ်ခုကဲ့သို့မရှင်းမလင်းဖြစ်နေပါတယ် တက်ဖြတ်ခြင်းဤလမ်းစဉ်ကိုနားလည်သဘောပေါက်ခြင်းသူပါကိုလိုအပ်နေသည်ကိုစဉ်းစားနေစဉ်မှာပင်ရှုကရုတ်တရက်ပေါ်လာပြီးမင်းတက်တာမလုံလောက်သေးလို့မင်းရဲ့တက်ခြင်းတဲ့စိတ်ကမပြင်းထန်သေးလို့ဒီနေရာကတက်ဖြတ်မှုတွေကမင်းကိုလုံလောက်တဲ့တက်ဖြတ်လူစိတ်ကိုမပေးနိုင်ဘူးဒါကြောင့်တက်ဖြတ်ခြင်းရဲ့အငွေတက်ကိုမရနိုင်ဘူးတခါတလေမှာသူတေသနာလောက်တာထက်တက်ဖြတ်မှုတွေမှာနင်းမျောလိုက်တာကပိုကောင်းတယ်ဟုပြောကြားခဲ့ပါတယ်ထို့စကားကိုကြားသောအခါဝမ်လင်းဤမျက်လုံးများအယောင်တောက်သွားပါတယ် ရှု၏ရှင်းပြချက်အရသူကတက်ဖြတ်ခြင်းမနက်လန်းစဉ်ကိုလေ့ကျင့်နေသောကြောင့်ထိုသို့သိရှိခြင်းဖြစ်ပြီးဝန်လင်းအားတကယ်တက်ဖြတ်ခြင်းကိုတွေ့ကြုံခံစားနိုင်မည်နေရာသို့ခေါ်ဆောင်သွားနိုင်ကြောင်းသို့သောအပြန်လန်အဖြစ်မနက်စစ်သူကြီးရှီရှောင်းကိုတက်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါလေရှုကဟုံလောင်မှထွက်ခွာခွင့်မရှိသည့်အတွက်နှင့်ရှီရှောင်းကလည်းဤနေရာသို့မြည်သည့်အခါမှ လာမည်မဟုတ်သည့်အတွက်ဝန်လင်း၏အကူအညီကိုလိုအပ်ခြင်းဖြစ်ပါလေ။ ဝမ်လင်းကောင်းငိမ့်ပြပြီးနောက်ရှုကသူအားထောင်ဤအောက်ဆုံးထက်သို့ခေါ်ဆောင်သွားခဲ့ပါတယ်ထိုနေရာကတွေးရောင်ကဘာကြီးတစ်ခုဖြစ်ပြီးမြေပြင်ပေါ်တွင်တွေးကံများစွာရှိကာတွေးကံတစ်ခုစီတွင်လူအများပြားရှိနေပါတယ်ဝမ်လင်းထိုနေရာသို့ဝင်ရောက်လိုက်သည်နှင့်သူဤလက်ညှိုးတွင်မှတက်ဖြတ်ခြင်းအငွေတက်၅ခုကစိတ်လှုပ်ရှားစွာဖြင့်ထွက်ပေါ်လာခဲ့ပါတယ်ဝမ်လင်းကတွေးကံတစ်ခုတွင်ထိုင်ချလိုက်ရာတွေးကံတွင်မှပြင်းထန်သောတက်ဖြတ်ခြင်းအငွေတက်များကသူဤခန္ဓာကိုယ်အတွင်းသို့စီးဝင်လာခဲ့ပါတယ် တဖြည်းဖြည်းနဲ့သူဤမျက်လုံးများနီးရဲလာပြီးတက်ဖြတ်လိုစိတ်များပြင်းထန်လာခဲ့ပါလေအချိန်မီမျှကြာသွားသည်မသိရုတ်တရက်ကဘာကြီးတစ်ခုလုံးရှိတွေးကံများအတွင်မှလူအလုံးမျက်လုံးများဖွင့်လာကြပြီးအချင်းချင်းတိုက်ခိုက်ပြဖြတ်ကြတော့ပါလေဝမ်လင်းကလည်းတွေးကံတွင်မှပြန်ထွက်လာပြီးတိုက်ပွဲအတွင်သို့ဝင်ရောက်သွားခဲ့ပါလေ တနေ့လာတက်ဖြတ်မှုအပြီးတွင်ထိုနေရာကတိတ်ဆိတ်သွားခဲ့ပြီးနောက်တနေ့တွင်တက်ဖြတ်မှုများပြန်လည်စတင်ခဲ့ပါတယ်ရက်ပေါင်းများစွာကြာပြီးနောက်ဝမ်လင်းကတက်ဖြတ်ခြင်းတွင်နင်းမျောနေခဲ့ပါတယ်တနေ့တွင်ထိုနေ့ဤနောက်ဆုံးတက်ဖြတ်မှုအပြီးတွင်ဝမ်လင်းကတွေးကန်တဲ့တွင်တယောက်တည်းထိုင်နေခဲ့ပါတယ်သူဤမျက်နှာတွင်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ရက်ပေါင်းများစွာတက်ဖြတ်ပြီးနောက် သူနားလည်းသဘောပေါက်သွားခဲ့ပါတယ်တက်ဖြတ်ခြင်းဤအဓိကအချက်မှာတက်ဖြတ်လို့သောစိတ်ဖြင့်သူတစ်ပါးအတက်ကို တက်ပြီးသူတို့၏အသက်ဆွမ်းရင်ကိုမိမိ၏အမတ်သားဖြစ်ရယူခြင်းဖြစ်ပါれညင်းကတည်ခြင်းမှအသက်ရှင်ခြင်းသို့ပြောင်းလဲခြင်းဖြစ်ပြီးတန်တရားဆက်ဝိုင်းနှင့်တိုက်ညီပါれလူတစ်ယောက်ကိုတက်ပြီးသူ၏အသက်ဆွမ်းရင်ကိုရယူခြင်းကအသက်ရှင်ခြင်း၏အမတ်သားတစ်ခုကိုရရှိခြင်းဖြစ်ပါれသူနားလေသဘောပေါက်သွားသည့်အချိန်တွင်မိโกရောင်တက်ဖြတ်ခြင်း အငွေ့တက်၅ခုကသူဤခန္ဓာကိုယ်ပြင်ပတ်တွင်စုစည်းလာပြီးသူဤရင်ပတ်တွင်မိခိုးရောင်၄ပွေ၄တခုဖြစ်ဖွဲ့စည်းကသူဤရင်ပတ်အတွင်းသို့တိုးဝင်ပြောက်ွယ်သွားခဲ့ပါれထိုခိုက်တန့်တွင်ဝန်လင်းဤအရှိန်ဝါကရုတ်တရက်ပြောင်းလဲသွားပြီးထိုသွေးရောင်ကဘာတွင်မရှိခဲ့ဘူးသောတက်ဖြတ်ခြင်းအငွေ့တက်တခုသူဤခန္ဓာကိုယ်မှပောက်ကွဲထွက်လာခဲ့ပါれတက်ဖြတ်ခြင်းအငွေ့တက်ဟုသူအော်ဟစ်လိုက်သည်နှင့်သူရှိရာနေရာကိုဗဟိုပြု၍သွေးကံများတွင်ရှိလူအလုံးဤခန္ဓာကိုယ်များပြုတ်ကွဲပျက်စီးသွားခဲ့ပါれ မိခိုးရောင်အငွေသက်3809ဆယ်နှစ်ခုကတက်ဖြတ်ခြင်းအငွေသက်3809ဆယ်နှစ်ခုအဖြစ်ဖွဲ့စည်းကဝန်လင်းဤတတ်တက်လေတွင်လှည့်ပတ်နေခဲ့ပါれစပင်အနဲ့ရောင်နှင့်လူတစ်ယောက်သာလျင်ခုခံနေနိုင်သေးပါれထိုချိန်တွင်ကောင်းကင်ယံမှမိုးကြိုးတစ်ခုပစ်ချလာပြီးငွေရောင်ငကားတစ်ကောင်ဖြစ်ပြောင်းလဲကဝန်လင်းထံသို့ဦးတည်လာခဲ့ပါれငွေရောင်ငကားဤတိုက်ခိုက်မှုကိုဝန်လင်းကမလုံမရှက်နေတော့လဲသူဤပက်လေရှိတက်ဖြတ်ခြင်း အငွေ့တက်များကပြင်းထန်သောတက်ဖြက်လူစိမ်းများဖြင့်တုတ်ပြန်ခဲ့ပါတယ်တက်ဖြက်ချင်းအငွေ့တက်များကဓာတ်တချောင်းကဲ့သို့ပေါင်းစည်းကာငွေရောင်ငကားဤတိုက်ခိုက်မှုကိုခြေဖြက်လိုက်ပါတယ်ငွေရောင်ငကားကဒေါသတကြီးအော်ဟက်လိုက်ပါတယ်သူကနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်အဖြစ်ပြွေရစိတ်တကောင်ကဲ့သို့သောတရဝါတကောင်ဤတိုက်ခိုက်မှုအောက်တွင်ရှုံနိမ့်ခဲ့ရပါတယ်သူဤမာနာကိုအထိပါးမခံနိုင်ပါဘူးငွေရောင်ငကားဤခန္ဓာကိုလှုပ်ရှားသွားပြီး ူဤပါဆက်မှာဓာယောင်ကြီးတစ်ခုထွက်ပေါ်လာကဝန်လင်းထံသို့ဥတီလာခဲ့ပါလေဝန်လင်းကမိတို့မြမတွေ့ဝေပဲထိုနေရာမှထွက်ပေါက်သူဥတီကပျောက်ကွယ်သွားခဲ့ပါလေသူပျောက်ကွယ်သွားသည့်အချိန်တွင်တွေးရောင်ကဘာအတွင်းမှစပယ်အနဲ့ရောင်နှင့်လူကကျွန်ုပ်ကိုကယ်ပါဟုအော်ဟစ်လိုက်ပါလေသူဤအတန်ကအလွန်တိုးညင်းလာပါလေကောင်းကင်ရဲ့ရှိငွေရောင်ကားကဒူတရမိသူလွန်မြောက်သွားသည့် အလုံးမင်းအရှက်ရပြီးဒေါသထွက်သွားခဲ့ပါတယ်။ဒူဝီခန္ဓာကိုလှုပ်ရှားသွားပြီးကြောက်ွယ်သွားခဲ့ပါတယ်။ထိုချိန်တွင် ကောင်းကင်ဘုံမိုင်းနှမျိုးတော်ဤအလေဘိုးရှိနန်းတော်အတွင်တွင်ညီပြင်ပေါ်နှင့်ကြီးမားသောသွေးရောင်အစီရင်တစ်ခုရှိပြီးအစီရင်ဤအလေဘိုးတွင်မြွေပုံတန်ထန်ငွေရောင်သားတစ်ချောင်းစိုက်ထူထားပါတယ်။ထိုသာယုတ်တည့်ရဲ့မြေပြင်မှထွက်ပေါ်လာပြီးငွေရောင်နှင်းနှင်းတစ်ခုအဖြစ်ကြောင်းလဲအားကြီးကျယ်သောမြို့တော်သို့ဥတီပြန်တန်းသွားခဲ့ပါတယ်။ထိုခိုက်တန့်တွင်ကောင်းကင်ဘုံမိုင်းနှမျိုးတော်ရှိ မိုင်းနက်စစ်တူကြီးများနဲ့ဒုစစ်တူကြီးအားလုံးထိုးအဖြစ်အပျက်ကိုအတိပြုမိသွားကြပါတယ်။သူတို့အားလုံးကအပြင်တို့ထွက်ကကောင်းကင်ညံကိုကြည်ရင်ဘေသူမြေကြီးသားကိုဒီလောက်တော့ဆွတ်အောင်လှုပ်လိုက်တာလေအစီရင်ကနေတောင်ထွက်လာပြီးဟူရေရွတ်လိုက်ကြပါတယ်။